မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်လက်ကိုအသုံးပြုပြီးတော့တူးတီမထွက်ဒီဆောင်နည်းလေးကိုကျွန်တော်ဆွေးနွေးပါမှာဖြစ်ပါတယ်ပုံမှန်အားဖြင့်ကျွန်တော်ညင်းကြတာမထွက်တိချောက်တဲ့ဆောင်မှာဒီအောက်ပါပုံဝန်တိုင်းကျွန်တော်တို့ဤပုဗ္ဗာနဲ့ပြီးတော့ကျူတင်တက်မှတ်ပြီးတော့ကျွန်တော်ညင်းကြတာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘယ်လိုမျိုးထပ်ပြီးတော့ညင်းကြတယ်ဆိုရင်ကျွန်တော်ဘူးတန်မိုးနဲ့ပေါ်လန်တန်မိုးကိုကျွန်တော်တက်မှတ်ပြီးလိုက်မယ် တက်မှတ်ပြီးပေးသွားရင်ကျွန်တော်အတွင်းထဲမှာရှိတဲ့ဒီ element တန်ဖိုးတွေကိုကျွန်တော် URL နန်းမနေရယူပြီးကျွန်တော် match တစ်ခုပြန်ဆောက်ခြင်းလဲခါမယ်။တော့ဘယ်လိုလုပ်မလဲဆိုကျွန်တော်ဆွေးနွေးတော့မှာလို့ဖြစ်ပါ။ဟုတ်ပြီ။တော့ဥပါလေကိုတော့ကြည့်ကြည့်လိုက်။ပထမဦးဆုံးနေနဲ့ကျွန်တော်တို့ကပါတီဆောက်လိုက်လို့ဆိုတော့ function တစ်ခုပြန်ဆောက်လိုက်တယ်။ပြီးတော့ create match ဆိုပြီးပေးလိုက်။ပြီးတော့ကျွန်တော် parameter တော့ အနေနဲ့ကျွန်တော် row ဆိုပြီးတော့ကျွန်တော်တခုပေးတယ် column ဆိုပြီးတော့တခုပေးတယ်ပြပြီးသွားရင်ကျွန်တော်ဒီမှာဆိုရင်ပထမဦးဆုံးနေမှာဘာလောက်ရမှာလဲဆိုရင်ကျွန်တော်ဒီကျွန်တော်ဒီမှာပြထားတဲ့ပုံစံအတိုင်းကျွန်တော်တို့အရင်ဆုံးထိရှောက်အောင်ပါဖြစ်ပါပြီးမှအဲ့ဒီဒီ link ထဲကိုကျွန်တော်တို့က random တန်ဖိုးလေးကိုကျွန်တော်တို့က like တယ်မှာဖြစ်ပါအဲ့ဒီအတွက်ကျွန်တော်အရင်ဦးဆုံးကျွန်တော်ဘာလောက်မလဲဆိုရင်ကျွန်တော်ဒီကလေးကိုဖြတ်ပြလိုက်ဖြတ်ပြီးတော့ကျွန်တော် ဘာနီလာအဲ့ဒါနော်ဒီမှာဆိုရင် call rower to poland to ဟုတ်ပြီနော်ဒီပုံစံလေးကိုနော်ရန်ကြည့်လိုက်ရန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်လိုချင်တဲ့ပုံစံတိုင်းဖြစ်သွားဟုတ်ဒီမှာ m ဆိုတဲ့ lead ဒီဆောင်းလိုက်တယ်ပြီးသွားရင် m ဆိုတဲ့ lead ထဲမှာကျွန်တော်တို့ဟာနောက်ထပ် lead တစ်ခုကိုကျွန်တော် row အရေးတော်တိုင်းတော့နှစ်ခါအတိုင်းကျွန်တော် row အရေးတက်တိုင်းပြေးလိုက်ဒါဆိုရင်ကျွန်တော်တို့ row တစ်ခုကိုအောင်းရင်တော့ဒီဆောက်ပြီးသွားဒါပေမဲ့ဒီ row ထဲမှာ ဟို colon အရေးအတွက်တွေလုံးရှိရမှာ colon အရေးအတွက်တိုင်းလုံးခန်းန်းနေ element တွေလုံးထည့်ပေးရမှာဖြစ်ပါအဲ့ဒီအတွက်ကျွန်တော်ဒီမှာဆိုရင်၃လို့ပြောတဲ့အတွက်ကို၃ချိန်ထည့်ထားရမှာဖြစ်ပါအဲ့လို၃ချိန်ထည့်ဖို့အတွက်ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ not for တခုကိုလုံးသုံးအောင်ပေးကြရတယ်ပေးကြပြီးသွားရင်တော့၃ဆိုတဲ့အတွက်၃ကထည့်မယ်ဆိုလို့ပြောလားဟုတ်ပြီတော့ဘယ်ထည့်ထည့်မှာလဲဆိုတော့ထပ်လာပါဘယ်ထည့်ထည့်မှာလဲဖြစ်တဲ့အတွက်ဒီမှာဆိုရင်ကျွန်တော်တို့က net နာမည်ပေးထား M ဆိုပြီးပေးထားဒီမှာဆိုကျွန်တော်အနေဝိုင်းထားတဲ့လစ်လေးတဲ့ဖဲ့ခြင်းကျွန်တော်ဒီလိုတဲ့ကိုထည့်မယ်ဆိုရင်ပြီးတော့ဒီမှာဆိုလဲ1တဲ့ကိုထည့်အဲ့0 1ကကျွန်တော်ရိုးကနှစ်ခုပေးထားတဲ့တော့ဒီလိုနဲ့1နဲ့တန်းတီးသွားအဲ့ဒီတော့ကျွန်တော်တို့က M I ဆိုပြီးတော့လုံလိုက် I ကဘာလဲဆိုရင်ဒီမှာနှစ်ခုပြတဲ့အတွက်0နဲ့1နဲ့တန်းလာတန်းလာပြီးတော့ကျွန်တော်ကဏန်းထည့်တော့ကဏန်း3ပါထည့်တော့ သုံးခါထဲတော့မယ်အတွက်တော့ခြေနဲ့ online ရေးတော့တိုင်းပတ်ပြီးကြရပြီ run in ဆိုပြီး0နဲ့90ကျွန်တော် run and number အတိုင်းကျွန်တော်ထည့်မယ်ဆိုပြီးတော့နေပြီးဟုတ်ပြီကျွန်တော်ဒီအလေးတော့စိတ်လိုက်မယ်စိတ်ပြီးတော့ run လိုက်တဲ့အခါမှာကျွန်တော်လိုချင်တဲ့68နဲ့5.3ဆိုတဲ့အပေါ်ကပုံစံလေးတိုင်းကျွန်တော်တို့ရရှိသွားပြီဖြစ်ပါအဲ့လိုရရှိသွားပြီဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်ဘာထပ်လုပ်မလဲ ဘာထက်လုံးမလဲဆိုတော့ကျွန်တော်အရင်တုန်းကမတ်ခွတ်ပုံစံလေးကျွန်တော်အရင်ငန်းငန်းလာမှာ print ထုတ်တာကျွန်တော်စဉ်းမိခဲ့ပါဟိုဒီမှာပါဒီဟာလေးကိုမျိုးကြည့်ကြည့်လာမှာဒီပုံစံလေးအတိုင်းကျွန်တော်ထုတ်ကြည့်လိုက်ဟုတ်ပြီဟိုအဲ့ဆိုရင်ကျွန်တော်ဒီမှာ function ရေးထားတယ် my print ဆိုပြီးရေးမယ်ကျွန်တော်တို့ဆိုရင်လောက်ထားတော့ return ပြန်ထားတော့ဒီမှာ mark ဆိုပြီးကျွန်တော်ရေးထားအဲ့လိုပတိတာဟိုဒီ print နဲ့ထုတ်တာမဟုတ်ဘူးနဲ my print ဆိုပြီးကျွန်တော် m a t mark ဆိုတဲ့ကျွန်တော် print ထုတ်တယ် နော် matrix ပုံစံလေးကျွန်တော်ထွက်လာမှာလို့ဆိုပါဒီမှာဆိုရင်101ဆိုပြီးတော့ဟုတ်ပြီဟုတ်ပြီကျွန်တော် row row 4 column 3ဆိုပြီးတော့လုံးလိုက်မယ်လုံးပြီကျွန်တော် print ထုတ်လိုက်မယ် print ထုတ်လိုက်ပြီဆိုတော့ဒီမှာဆိုရင် row နော်၄ခုရှိပါတစ်ခုနောက်ခု၃ခု၄ခု column တော့ row 3ဆိုတော့တဲ့နဲ့၃ဆိုပြီးတော့ရှိမှာလို့ဖြစ်ပါဒါကတော့ကျွန်တော်ဒီ runner ကိုအသုံးပြုပြီးတော့ ကိုယ်တိုင်တော့မထွက်တခုသူတွေမှဆိုတခုပြီးောက်တဲ့နီလန်တစ်မျိုးပါတော့နောက်ထပ်နီလန်တနီလန်ကတော့ကျွန်တော်ရဟနာမသုံးမနဲ့ကိုယ်တိုင်ကြီးပွားပွားနေပြီးတော့ညိုက်ထင်မဲ့နီလန်ပဲဖြစ်ပါဟုတ်ပြီတော့ဒီဥပမာလေးကိုတော့တစ်ချက်ကြည့်ကြည့်လိုက်တော့ပထမဦးဆုံးကျွန်တော်မတ်တတူးဆိုပြီးကျွန်တော်ဖိုင်ခင်ပြီးောက်လိုက်မယ်ဒီအဆိုကတော့ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော် create matrix 2ဆိုပြီးတော့ရေးလိုက်မယ် CRA create matrix ော်သူဒီမှာကျွန်တော်တို့ကသတ်မှတ်ပေးမှာ road demo ပဲသတ်မှတ်ပေးမယ်ပေါ်လန်ကိုကြတော့ကျွန်တော် စိတ်ကြိုက်ရိုက်လို့ရအောင်လို့လုပ်အဲ့ရတော့ကျွန်တော်ပထမဆုံးကျွန်တော် m ဆိုပြီးကျွန်တော် latest ticket ထောက်လိုက်မယ်တိဆောက်ပြီးတော့ရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်အဲ့ဒီ n နဲ့ကိုကျွန်တော်တို့က go အရေအတွက်တိုင်းကျွန်တော်တို့ကရိုက်တယ်ဘလို့ရိုက်တယ်မလဲဆို for i n i n g right ဘိုးအရေးတော်တိုင်းတော့ရိုက်တယ် ရိုက်တဲ့အခါမှာကျွန်တော်ကော်လန်လေးတံမိုးတန်းပြီးတော့ရိုက်ထားမှာဖြစ်တဲ့အတွက်ကျွန်တော်မတ်ဖန်ရှင်ဆုံးဟုတ်ဘလို့ရေးမလဲဆိုတော့တခုတိဆောက်လိုက်မယ်အဲဆိုပြီးတော့တိဆောက်လိုက်မယ်ပြီးသွားရင်ကျွန်တော်လက်ဆိုပြီးတော့ကွန်စာကွန်ပဲရေးမယ်ပြီးသွားမတ်ဖန်ရှင်တုံးမယ်တော့ထည့်ချင်တဲ့အမျိုးအစားအင်ဂျာမျိုးစားဖြစ်တဲ့အင်ကိုရေးမယ်ပြီးသွားရင် import ဆိုပြီးတော့ရေးမယ်ပြီးရင် full stock ခံမယ် SP airline ဒီ split ဆိုပြီးတော့ကျွန်တော်စပိတ်ပါအနေဖွဲ့ပြီးအနေရေးထည့်လိုက် ဲ့ဒါဆိုရင်ကျွန်တော်လေးတစ်ခုပြောက်ပြီးသွားပါတယ်အဲ့လေးကိုကျွန်တော်တို့ကဘယ်ထဲထည့်မလဲဆိုရင် m ဆိုတဲ့လက်ထဲကိုကျွန်တော်တို့ကပြန်ထည့်လိုက်မှာဖြစ်တယ်ထည့်ပြီးတော့ကျွန်တော် return ပြန်ကြည့်လိုက် r e q u r and return n ဆိုပြီးတော့ပြန်လာမယ်ဟုတ်ပြီเนาะဒီပုံစံတိုင်းလုံးမလုံးကျွန်တော် run ကြည့်လိုက်အဲ့တော့ကျွန်တော်တို့မလုပ်ရမလဲဆိုတော့ return ပြန်ထားတဲ့အတွက် parameter တစ်ခုပြန်လာမယ် ans ဆိုပြီးတော့ပြန်လာမယ် p.create မထွက်သေးဆိုပြန်လဲပြလိုက်မယ်ဒီမှာ no rule no တုံးမှုလုံလိုက်မယ်ပြီးသွားရင် no mind print ကိုတုံးပြီးတော့ကျွန်တော် ans ဆိုပြန် no run ကြည့်လိုက်ဟုတ်ပြီ no ဒီဥပမာလေး no run ကြည့်လိုက်ပြန် ans ဆိုပြန် no ရှင်းလိုက်မယ် no run လာပြီဟုတ်ပြီဒီမှာဆိုကျွန်တော်ရိုက်ထဲမှာကျွန်တော်ဒီမှာဆို colon အရေးတော့ကကျွန်တော်ရိုက်ချင်လို့ရိုက်လို့ရကျွန်တော်ဒီမှာ၄ထဲလာမယ်၁၂၃၄ဆိုကျွန်တော်ရိုက်လာမယ်ပြီးတော့အနာခေါင်မယ်ပြီးတော့ရင်ကျွန်တော် 1နဲ့3 4ပဲနော်ရခဲ့တယ်ပြီးတော့နော်5 5 5 5ဒီမှာဆိုကျွန်တော်3ပေးထားတဲ့အတွက်ကျွန်တော်သုံးမယ်ကျွန်တော်ရလို့ရမှာဖြစ်ပါအဲ့ဆိုကျွန်တော် under ခောက်လိုက်ပြီးဆိုရင်ကျွန်တော် print ထုတ်ရမှာဖြစ်ပါဒီမှာဆိုရင်ကျွန်တော်ရိုက်ထားတဲ့ပုံစံတိုင်း print ထုတ်ပါဟိုဒီတော့ဒီအားလေးကိုပြည်တာထင်ရှားနောက်ထပ်ဥပမာနည်းနည်းဒီအားလေးနေပြီးကျွန်တော်ရိုက်တာနဲ့ဟိုအောင်နဲ့ပွဲအောင်လို့ဒါ နော်အမြောက်30ဆိုကျွန်တော်ရေးလိုက်ဟုတ်ပြီနော်ဒီခါမှာကျွန်တော်ဘာဘလောက်ရချင်လဲဆိုတော့ကျွန်တော်၄ခါရိုင်း၄ခါကိုကျွန်တော်ကောလံ၃ခုအနည်းငယ်ပဲရိုင်းမယ်နော် run လိုက်မယ်1 2 3 1 1 1 2 2 2တော့2 2 2ဆိုကျွန်တော်ရေးလိုက်မယ်ပြီးတော့ဖုန်း6 4အဲ့ဆိုကျွန်တော်လိုချင်တဲ့ပုံစံတိုင်းကျွန်တော်ထပ်ပါနော်ဒီမှာဆို1 2 3ကျွန်တော်ဒီဒီကဏ္ဍနေရကျွန်တော်ပြုတ်ပွက်ရတဲ့ကဏ္ဍနေပြုတ်တဲ့ ကရိုက်တဲ့ခဏန်းလေးအတိုင်းကျွန်တော်ကမထွက်သေးဘူးလို့ထည့်ပြီးသွားပြီးဖြစ်ပါအကျွန်တော်ဆွေးနွေးနေတာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ